ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်ဝေမပါစေ2025ခုနှစ်နိုဝင်ဘာလ 22ရက်နေ့တနင်္ဂနွေသားသမီးများအတွက်ဒီနေ့တာဟောစရံပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာရှေတူအခတ်တာနောက်ဆိုအခတ်တာထိုင်ရခတ်တာထားရခတ်တာ ဆုံးပြရခတ်တဲ့အခြေအနေမျိုးတွေအချက်တဲမျိုးနဲ့ဒီနေ့အတွက်ကြုံတရတဲ့တဲ့ရောင်းဝယ်တွေလည်းဒီနေ့အတွက်တအားကောင်းတယ်နော်လက်တွေရှင်မယ်ငွေကြေးကန်လည်းဒီနေ့အတွက်အလွန်ကောင်းတယ်ငွေကြေးကန်နေအရှင်ပြေအောင်မြင်မယ်နော်ကျမ်းမာရေးအနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတဲ့ အကျိုးပေးတဲ့ကဏန်းကတော့1နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်။ရေရီယာအနီနဲ့မိမိအရှိပြားမှာစမူစာ3ခုကတ်လူပေးရမှာဖြစ်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ ဟောပြောချက်တွေကတတက်ရှင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာညံတဲ့ဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ်နေ့မျိုးဖြစ်ပါတယ်မိမိတို့ကစူးစမ်းရင်စူးစမ်းရသလောက်လဲအောင်မြင်မှုတွေဇက်တိုက်ဆိုလိုမျိုးခံစားရတတ်တယ်ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းအဆက်ဟောင်းနေတယ်လဲပြန်လဲစုံစည်းရတတ်တယ်အခြေရေးမှာလဲ ယ်သာရတယ်နော်ကျမရဲ့အနေနဲ့ရင်ဘတ်အောင်တဲ့ရင်ဘတ်နာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်သီးကပ်လူပေးရမှာ ဖြစ်ပါတယ်ရှင် ရာသီမိတ်ရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှဝန်တာစရာတွေအောင်မြင်မှုတွေဇက်တိုက်ဆိုသလိုမျိုးတစ်ခုပြီးတစ်ခုရရှိလာတတ်တဲ့ရွှေရတနာအလှကုန်အလှပြင်ဆိုင်အမှုပညာနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေဒီနေ့အတွက်အထူးကောင်းတယ်နော်။ကျမကြီးအနေနဲ့ကိုယ်လက်ရရတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ နှစ်နဲ့ကိုးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာစီမီ၅တိုင်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခဏရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တဆင်လွဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ဗုဒ္ဓဘူးသားသမီးများအတွက်တနေ့တာဟောစတမ်းပဲဖြစ်ပါတယ်ဗုဒ္ဓဘူးသားသမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာမျိုးဖြစ်တတ်တယ်သူများပြဿနာတွေမှာ ချောင်းဝင်ဖြစ်ရှင်းပြရတာမျိုးတွေဖြစ်တတ်တဲ့မိတ်ဆွေအတွက်လည်းဒီနေ့အတွက်တော်တော်လေးကိုစိတ်တော်ကတွေကြုံရတတ်တဲ့မြေကိစ္စနေရာကိစ္စများအတွက်လည်းဒီနေ့မှာ စကားများရတာစကားပြောဖြစ်ရှင်းပြရတာမျိုးတွေကြုံရတတ်တဲ့အလုံးနဲ့ပတ်သက်ပြီးသွားရင်လည်းခီးအဝေးသွားရတတ်တဲ့ကျမ်းမာရေးအနေနဲ့တတိထားနော်ခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာခြေထောက်မှာတိကိုက်တင်ရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ ုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာ မျိုးမိုင်းသောအရောင်နဲ့အနက်ကြောင့်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိဖျားမှာနွားနို့ကလူပေးရမှာဖြစ်ပါတယ်ရှင်ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ခြားသာပရိသတ်သမီးများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်ခြားသာပရိသတ်သမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တဲ့ ပဲလော်ကြဆန်ညက်ဆိုသူလိုမျိုးတတိထားနော်ဂျာညက်တဲ့မိသည်အရာကိုမှာကိုကခေါင်းခန္ဓာမျိုးအမခန္ဓာမျိုးဒီနေ့မလုံးနဲ့နော်အစင်မပြေဖြစ်တတ်တယ်အလုံးမှာလည်းစိတ်ညစ်เสียဆိတ်ရှုပ်เสียစိတ်မွန်းချက်เสียများနဲ့လည်းကြုံတွေ့ရတတ်တယ်အလုံးကိုဆက်ပြီးရပ်လိုက်ခြင်းလားအလုံးခေါပလိုက်ခြင်းလားအောင်ဆိတ်ရှုပ်เสียကြုံတွေ့ရတတ်တဲ့အတွက်လည်းဒီနေ့အတွက်အလုံးကိုမရွှေ့မပြောင်းနိုင်အောင်နော်အစင်မပြေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတဲ့တင်အချီရဲမှာလည်းတူနဲ့တူကအတင်းအမြင်ဝဲစရာတွေနဲ့ကြုံတရတဲ့တင်အချိုးပေးတဲ့ကနန်းကတော့၄နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်ဖို့၅ချက်ကလူပေးရမှာဖြစ်ပါရဲ့ရှင် ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဝဇရံပဲဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာ ိမိနေအိမ်မှာအလုံးမှာဆိတ်ရှုပ်စရာဆင်းရဲစရာများနဲ့ပူပင်သောကတွေတစ်ခုပြီးတစ်ခုဆိတ်ရှုပ်စရာများနဲ့ဒီနေ့အတွက်ကြုံတွေ့ရတဲ့တည်သတိထားနော်အချီရဲနဲ့အိမ်တော်ရေးမှာလည်းတဦးနဲ့တူကစကားများရတာမြင်းခုန်နေရတာနဲ့အချိန်ကုန်နေတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်စီဘူးမီးဘူးအပူလောင်တာမျိုးတွေဖြစ်တတ်တဲ့ဝေကြီးကံတွေဒီနေ့အလွန်ကောင်းတယ်နော်ဝေကြီးကံတွေအဆင်ပြေတယ်အကျိုးပေးတဲ့ကဏ္ဍကတော့ခွန်နဲ့ ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှခရမ်းရောင်ပဲဖြစ်ပါတယ်။ရရယာအနေနဲ့မိမိအိမ်ရှိပြားမှာ မုတ်စိမ်းပေါင်းကလူပြားမှာဖြစ်ပါလိမ့်ရှင်။ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်ဝဲမပါစေ။၂၀၂၅ခုနှစ်နိုဝင်ဘာလ नशा नियने सनी दादमी म्यादुआ အလုတ်ထဲမှာစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာများနဲ့ဒုတိယတက်တဲ့အလုတ်ကလုံလဲလုံချင်တယ်လုံလဲမလုံချင်ဘူးရှေ့တဝကနောက်ဆဝကဖြစ်နေတဲ့အတွက်စိတ်ရှိတိခန္ဓာကဒီနေ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်နော်ငွေချေးကံကတော့ဒီနေ့အတွက်ကောင်းတယ်နော်ဆုံးဖြတ်ချက်အမားကြီးချမိတတ်တယ်သူများတွေနဲ့ကိုကအများနဲ့တယောက်ဖြစ်နေတတ်တယ်စန့်ကျင်ဘက်အတွေးတွေစန့်ကျင်ဘက်အမြင်တွေမြင်နေတတ်တယ်တတိယနော်မိမိရဲ့ပဝန်းကျင်အနီးနားမှာလည်း မီးနဲ့ပတ်သက်တာဝါယာ short တွေပါဖြစ်တတ်တဲ့သတိထားနော်အခြေအနေအိမ်တော်ရေးမှာလည်းជីနူးချက်မြစ်ဇာပျော်ရှင်ဇာများနဲ့ဂျုံဒီယာတက်တဲ့အချိုးပေးတဲ့ကနန်းကတော့၄နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့အဝိုင်းအဝအရင်အရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအိမ်ရှိပြားမှာပဲနိုကလူပေးရမှာဖြစ်ပါရှင်